ကျွန်တော်ဒီနေ့ match လာဆက်လျက်နေတနည်းအားဖြင့်စံချိန်တင်ဈေးတက်နေတဲ့ကဘာရွှေစီအနိဌာတည့်ရတာနိဌာကိုဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ကဘာရွှေစီမနေ့ညတော့အသက်စံချိန်တင်ခဲ့တယ်ကျွန်တော်နှစ်နှစ်6 6လောက်တိတက်ပြီးတော့ဒီနေ့မနက်မှာလည်းကျွန်တော်နှစ်66လောက်တိဈေးတက်ပြီးတော့လက်ရှိချိန်ထိပါတော့တမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်တက်ဈေးတင်ခဲ့ပါတယ်။အဲ့ဘက်တကမှာကျွန်တော်တို့ဒီနေ့ဈေးကွက်နေတာဘယ်လိုရှိနိုင်မလဲကပ္ပရွှေရဲ့ဈေးအတကြချက်လေးကိုကျွန်တော်တို့တစ်ချက်တော့တွားကြည့်လိုက်အောင် ကျွန်တော်ပြောခဲ့လိုမျိုးမှာပဲကမ္ဘာချွေစီက2930အထက်တရက်တာဈေးပိတ်တဲ့အချိန်ဟာစပြီးတော့တောက်လျှောက်ဈေးတက်မနေ့ကဆိုရင်စံချင်တင်ဈေးတက်တယ်ကျွန်တော်ပြော2930အထက်ဈေးပိတ်ပြီဆိုရင်အနည်းဆုံးမတက်ဘူးဆိုရင်တော့မှ2980ထိတက်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ပေးခဲ့တယ်ပေါ့နော်အဲ့ဒါပြတဲ့ခါမှာ2980ထိတကယ်ပဲဈေးတက်ခဲ့မနေ့မနေ့ကဆို2980တော့မကောင်းရှည်ရှည်ထိတက်ခဲ့ဒီမနေ့ဆိုရင်2990ထိတက်ခဲ့အဲ့ဒါပြတဲ့ခါမှာအသက်အဆက်အကောင်းမလား ရှင်းပါလေကျွန်တော်အသက်အားတော့ဆက်အားကောင်းပါပါ3နောင်ထိအနည်းဆုံးတက်ပါလိမ့်မယ်3နောင်3နောင်30ဈေးနှုန်းနေဒီနေ့မြင်ရနိုင်ပါတယ်ဒါပေမဲ့တခုရှိတာကလက်ရှိဈေးကနေတောက်လျှောက်တက်သွားမလားဒါမှမဟုတ်အောက်ကို retreat ကျွန်တော်ခေါ်ရ retreat ပူပတ်ပါနော်ဈေးပြန်ကန်ကြပြီးမှတက်သွားမလားဆိုတာအဲ့ဟာကကျွန်တော်တို့တစ်ချက်သုံးသက်ကြည့်ရမှာဖြစ်ပါတယ်ဒီလက်ရှိကပတ်ချွေစီကကျွန်တော်တို့3000 3000ဆိုရဲဈေးတန်းနေဒီနေ့မှာဆိုရင်တော်တော်လေးညံနေပါ3000ထိတက်မဲ့3000ထိတက်မဲ့အဲ့ဒါပတ်သက်ခါမှာတော်တော်များများက တို့ထင်တဲ့ retail trader များစုကအဝယ်ဘက်အားတန်နေကြလိမ့်မယ်လက်ရှိ2986 2985 2980ဈေးနှုန်းမှာအဝယ်အားတန်နေကြလိမ့်မယ်အဲ့ဒီအနေထားမှာကျွန်တော်တို့ကမ္ဘာရွှေဈေးကဈေးပြန်ဆွဲချသွားတာမျိုးကြုံရနိုင်တယ်ခင်ဗျဟုတ်ပြီဈေးပြန်ဆွဲချသွားပြီဆိုကျွန်တော်ဘယ်လောက်ထိဆွဲချနိုင်လဲဒီဈေးတန်းဝင်ကြည့်ပေါ့နော်ဒီဟွာမတန်ခင်တော့ကျွန်တော်တို့မနေ့ကစံချိန်တင်ဈေးမတက်ခင်တော့ကျွန်တော်အမြင့်ဆုံးဈေးတန်းဖြစ်ခဲ့တယ်ဗျာကျွန်တော်2965555လေးအဝင်းကျင်တိ retreat ပြန်ဆွဲအနေနဲ့ဈေးပြန်ကျသွားနိုင်ပါတယ်။ဟုတ်ပြီ။အလွန်ဆုံးဈေးကျနိုင်ချေတော့ကျွန်တော်ဒီလောက်ဒီမှာမှန်းထားတယ်။2940 2956 2940အဈေးတန်းနေထိကျွန်တော်ကဈေးအပြန်ကျသွားနိုင်တယ်။ဘာလို့လဲမင်းဆိုလက်ရှိမှာကျွန်တော်ကအမြင့်ဈေးရောက်နေ။ရောက်လို့အားရပေါ့နော်။ရေတို့ရောက်လို့အားရဝင်လာပြီးတော့ပြန်ကျသွားတာမျိုးကြုံရနိုင်တယ်။အဲ့ဒီမကြောက်ဘူးဆိုရင်တော့မှာဗျာကျွန်တော်တို့အာအနည်းဆုံးမကြောက်ဘူးဆိုရင်တော့မှာဒီ ာကျွန်တော်တို့ခဏအချိန်တစ်နာရီအတိုင်းတောင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော်အချိန်တစ်နာရီအတိုင်းတာဆိုရင်ကျွန်တော်တို့ဘယ်လောက်လောက်ဒီဒီဒီ290ဝင်းကျင်တိတော့အ ਨੇ ဆုံးကြနိုင်သေးတယ်ဗျ290ပေါ့နော်အဲ့ဘယ်ကမှဒီနေ့ကဘာချွေစရာတကယ်လို့ရေတိုဈေးပြန်ကန်ကြပြီဆိုအနည်းဆုံး290 2956ပြီးရင်အများဆုံးကတော့2940ထိကျနိုင်ပါတယ်အဲ့ဘယ်ကရှင်းမှာကျွန်တော်ကဈေးကျတိုင်းမှာလက်ရှိကအသက်ဖက်သွားနေတာဗျဈေးကျတိုင်းမှာကျွန်တော်ဘာဥစားပြရမလဲအဝယ်ဥစားပြရမလဲ ုတ်ပြီအဲ့ဘက်တကကျွန်တော်ဝယ်တဲ့90နေရာပဲစီးတဲ့နေဒီစီးတဲ့နေနေပဲကျွန်တော်အခုပြထားရဲ့ဆွဲပြထားရဲ့ပြ290နားရောက်ရင်တကူတော့ချေ290နား risk တော့နည်းနည်းများနိုင်တယ်290နားရောက်ရင်ဝယ်လို့ရတယ်296 55နားဈေးပြန်ကြရင်ဝယ်လို့ရတယ်ဒါတော့ risk အလဲအလဲလောက်ပေါ့နော်290နားကတော့ risk အနည်းဆုံးဈေးတန်းဖြစ်ပါတယ်290နားရောက်ရင်ဝယ်လို့ရတယ်အဲ့ဒါဖြစ်တဲ့အခါဘယ်လိုတာဂက်ထားတဲ့လဲ သုံးတော်ပဲရှင်းတယ်ကျွန်တော်ကရှင်းတယ်ကျွန်တော်ဒီနေ့ည3000ဈေးတန်းမြင်ရမယ်လို့မှန်းထားတယ်အဲ့ဒီ3000ဈေးတန်းမမြင်ရခင်မှာတော့ကပားရွှေဈေးကရေတူပူပတ်လေးပူပတ်ဆိုတာရေတူဈေးပြန်ကန်ကြတာလေးတော့မြင်ရနိုင်တယ်အနည်းဆုံး2980အများဆုံး2940လောက်ထိအကြမ်းမှန်းထားတယ်အဲ့ချိန်မှာကျွန်တော်ကပြဈေးအတက်အနေထားမှာဝယ်တာတော့ကျွန်တော်တို့ risk နေတာပေါ့နော်ဈေးပြန်ကန်ကြတဲ့ချိန်မှာကျွန်တော်အောက်ဈေးတွေမှာကျွန်တော်ပြထားတဲ့အခုဈေးတန်း3ခုမှာ live ဝယ်လို့ရပါတယ်တစ်ဖက်ကအရှုံးပိုင်းဈေးတန်းလေးတော့ပေးထားအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်3000လောက်တာဂက်ယူပေါ့နော်ဟုတ်ပြီ ဲ့တော့ပြတ်ကမှာအယောင်းအတွက်ဆိုရင်ရောအယောင်းအတွက်ဆိုရင်တော့ကျွန်တော်ကဗျာ risk တော့ပိုယူရလိမ့်မယ်နော်အဝယ်တက်ဆိုင်အယောင်းอ่ะဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်လက်ရှိသွားနေရဲ့ဈေးကွက်လာရနေတာကအသက်ဖြစ်နေရပြတဲ့ခါမှာကျွန်တော်တို့ဘယ်ဈေးအလောက်မှာရောင်းလို့ရလဲမိမဲ့ဆိုတော့2960နဲ့2995ကြာမှာရေတို့ရောင်းလို့ရတယ်ခင်ဗျာ2990နဲ့95ကြာမှာရေတို့ရောင်းလို့ရလဲကျွန်တော်ဆိုလဲမနေ့တော့2990လောက်မှာရောင်းခဲ့တယ်ပေါ့နော်2990လောက်မှာရောင်းထားတဲ့ခါမှာဘယ်လောက်အထိတာဂက်ယူလို့ရလဲမိမဲ့ဆိုရင် အာကျွန်တော်တို့ဗျကိုကနင်းနနာပဲယူချင်တယ်ဆိုရင်တော့2960လောက်ထိပဲတာဂက်ယူဒါမို့2960အောက်ကိုဈေးဖောက်ကျသွားပြီးအချိန်တနာရီအတိုင်းတာပဲစေကျွန်တော်တို့ market ခေါ်ရ H1 Beaconess နဲ့ဖောက်ချပြီးပိတ်သွားပြီးဆိုရင်တော့2995 2995ချက်လောက်96လောက်ထိအဲ2960နဲ့2960အထက်ပေါ့တနည်းအားဖြင့်2960နဲ့2995ကြာရေတူအယောင်းတွေကိုအာ2965 95လောက်ထိတာဂက်ယူလို့ရတယ်ဒါမဲ့ကိုကဗျာအာဘယ်လိုပြောမလဲအာ တိကျတိကျတဲ့ target လိုချင်တယ်အမြတ်ပိုင်းစီးတဲ့လိုချင်တယ်ဆိုရင်တော့290လောက်ပဲပေးထားလိုက်ပဲဒါအဲ့ရတော့ပိုပြီးတိကျတာပေါ့နော်29556ကကြတော့290အောက်ဖောက်ကြမှာပဲဆက်သွားမှာဆိုတော့လေအဲ့ရပြတဲ့ခါမှာကျွန်တော်တို့ကအဲ့290နဲ့2995ကြမှာရောင်းလို့ရတယ်ရေတိုလေးရောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ခုနပြောလိုမျိုးပဲဈေးအသက်ဖက်သွားနေတတိယဖြစ်ဈေးအသက်လာရအားကောင်းနေတဲ့အနေထားမှာတော့အယောင်ကအဝယ်ထက်ဆိုင် risk တော့ပိုယူရပါမယ်တစ်ဖက်က risk management တိကျလောက်ထားပါ ကျွန်တော်တို့ရောင်းလို့တော့ရပါတယ်နှစ်90ထက်ကတော့ပြပါပဲပြောအမြင့်ဈေးရောက်နေပါပြီ၃တော်နာကတ်နေတယ်အမြင့်ဈေးရောက်နေပါပြီအဲ့အဘက်တစ်ခါမှာရောင်းနာသူပါသူ risk ယူခြင်းယူရပါစေရောင်းတဲ့ဈေးရတော့ဖြစ်နေပြီဒါမှကျွန်တော်ပြောခဲ့နော်ရေတိုရောင်းအောင်မယ်လို့ပဲပြောခဲ့နော်ရေတိုဒီနေ့တနေ့စာအတွက်ရေတိုရောင်းအောင်မယ်အမြတ်ပိုင်းဈေးတဲ့290ဒီထက်290အောက်ဖောက်ကြရင်တော့29556တိယူလို့ရပါတယ်ဟုတ်ပြီအဲ့အဘက်တစ်ခါဒီနေ့မှာကျွန်တော်တို့ကကိုက အယောင်းကိုစိတ်ဝင်စားဘူးဈေးတက်နေတဲ့အနေအထားမှာအဝယ်ပဲဝယ်ချင်တယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့တဲ့ဈေးတန်းသုံးခုမှာ2990 2955 2940ဈေးတန်းနေမှာဝယ်လို့ရပါတယ်2940ဈေးတန်းနာကြားခဲ့မယ်ဆိုရင်တော့ရရဲ့ကြီး risk you ပြီးတော့ပျော်ပျော်ကြီးဝယ်လိုက်မှာဖြစ်ပါတယ်ဒါပေမဲ့2940တိကြပေါ်ဒီနေ့ရတိတ်တော့မသေးကြတော့ဘူးဗျပွင့်လင်းပြောမယ်ဆိုရင်အဲ့1အလုံးကြာချင်းကြာ2956လောက်99လောက်ထိပဲကြာတော့မလားလို့ကျွန်တော်တော့မြင်မိရပါတော့ဒါတော့ကျွန်တော်တဝူတွေအမြင်ပါဟုတ်ပြီအဲ့ဖြစ်တဲ့အခါမှာဒီနေ့တောက်ကြနေ့ တရက်တာပေးစေတနည်းအားဖြင့်ဒီရတပတ်တပတ်တာပေးစေရအရန်အရေးကြီးပါတယ်တကယ်လို့ဒါဒီရတပတ်တပတ်တာအပေးစေဒါကျွန်တော်တို့980အထက်မှာပြန်ပိတ်ခဲ့မယ်ဆိုရင်တော့980အထက်ပေါ့နော်ဈေးပိတ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနေ့မှမမြင်ရဘူးဆိုရင်တော့မှနောက်တစ်ပတ်ထဲမှာ3030ဈေးနှုန်းကိုမြင်ရပါလိမ့်မယ်ဒီနေ့တပတ်တာအပေးစေ980အထက် ပိတ်ခဲ့မယ်ဆိုရင်3030စီတန်းကိုကျွန်တော်တို့ဒီနေ့ညမမြင်ရအာဆိုဆိုရင်နောက်တစ်ပတ်တည်းမြင်ရဖို့များတယ်ဗောကျွန်တော်မနေ့ကသုံးသပ်ခဲ့တယ်မနေ့ကတရတာပိတ်စိ2980ထက်ပိတ်ခဲ့မယ်ဆိုဒီနေ့3030စီတန်းမြင်ရမယ်လို့မှန်းခဲ့တယ်ဒါပေမဲ့ဒီနေ့မမြင်ရဘူးဒီနေ့တပတ်တာပိတ်စိကလည်း2980အထက်ပိတ်ခဲ့မယ်ဆိုတော့နောက်တစ်ပတ်တည်းမှာ3030စီတန်းအထိစီအသက်မြင်ရပါလိမ့်မယ်ဟုတ်ပြီစန့်ကျင်ပန်းနေနဲ့ဗောနော်တကယ်လို့ဒါကျွန်တော်တို့ကမထင်မှတ်ထားပဲနဲ့ဒီနေ့ တပတ်တာကပားရွှေအပိတ်ဈေးတာ2940အောက်ဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်တော့နောက်တစ်ပတ်မှာကျွန်တော်တို့ဈေးပြန်ကန်အကြောင်းမျှော်လို့ရတယ်ခင်ဗျ1940အောက်မှာတပတ်တာဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်ပေါ့နော်ဖြစ်နိုင်ချေတော့နည်းတယ်ဒါပေမဲ့ကပားရွှေဈေးကွက်မှာတော့တည်ရတိုင်းပဲဘာမဆိုဖြစ်နိုင်တာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့က2940အောက်ဈေးပိတ်ခိုင်းတော့နောက်တစ်ပတ်ထဲမှာအယောင်ပြန်စဉ်းစားလို့ရတယ်အဲ့ကပားရွှေရဲ့ဒီနေ့တပတ်တာပိတ်ဈေး2940အောက်မပိတ်ဘူး နှစ်ကို၄၀အောင်မပေးဘူးဆိုရင်လည်းကျွန်တော်နောက်တစ်ပတ်ထဲမှာအတက်အားတာနိုင်သေးတယ်တကယ်လို့နှစ်ကို၈၀အထက်ပိတ်သွားခဲ့တယ်ဆိုရင်တော့နောက်တစ်ပတ်တည်းနီးပညာပိုင်းရကျွန်တော်တို့ technical ရပါเนาะ3030စီတန်းကတော့မြင်ရဖို့အ ਨੇ ဆုံးမြင်ရဖို့အလားလားများသွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်တို့ဒီနေ့ကပ္ပချွေစိနေသားကိုနီးပညာပိုင်းရတုံးသက်ချက်လေးပါเนาะတရင်ချက်လက်ပိုင်းကိုတွားကြည့်လိုက်အောင်ဒီ data မရှိဘူးဗျ data မရှိတာကလည်းနည်းနည်းကြောက်ဖို့ကောင်းတယ်ဘာလို့လဲမဲဆိုတော့တောက်ကြနေညနေမှာ data မရှိရင် တခါကြီးကြောက်ဈေးဆွဲတင်ဆွဲချ manipulation တွေလုပ်လို့ရှိလေဥမာလက်ရှိမှာ retail trader တွေကဘယ်ဘက်အားတန်နေလဲဥမာအဝယ်ဘက်အားတန်နေရမျိုးဆိုရင်ကျွန်တော်တို့ကသူတို့ရဲ့အရှုံးပိုင်းဈေးကနေပေးထားတဲ့ဈေးနန်းဒီဈေးကဆွဲချသွားမျိုးဖြစ်လေဖြစ်လေရှိတယ်တခါလေးအယောင်အားတန်နေရဆိုရင် retail trader များစုအယောင်အားတန်နေအနေထားမှာသူတို့အယောင်နေရအရှုံးပိုင်းဈေးနန်းနေရှိတဲ့ဈေးနန်းတွေဒီဈေးဆွဲတင်သွားလာမျိုးတနည်းအားဖြင့်ကျွန်တော်တို့ market မှာဆိုရင် stall of hand လို့ခေါ်တာပေါ့နော်အဲ့လိုမျိုးတွေဒီနေ့လိုညမျိုးမှာဖြစ်လေရှိပါတယ်ဒေတာမရှိတော့ပို့ဆိုးပါတယ်အဲ့ရပတ်သက်ကမှာတကူတတိထားမှာကျွန်တော်တို့က ကဘာရွှေရမနေ့ကစံချိန်တင်တက်သွားပြီမဲ့ဒေါ်လာအင်းတက်ကမကြောက်ဘူးတော့တရ3အောင်မကြောက်ခဲ့ဘူးတရ4နာဝင်ကျင်တော့ရောက်နေပြီအဲ့ဒီအနေထားနည်းလေးတော့တတိထားပါမယ်ဒေါ်လာအင်းတက်ကမကြောက်ဘဲနဲ့အသက်ပြနေခြင်းကကဘာရွှေစည်းအတွက်ဟိုလိုမျိုးတောက်လျှောက်အကြအားကောင်းမယ်ဆိုလိုတာမဟုတ်တော့ရေတိုးပူပတ်လေးမြန်ပြန်လာမလားလို့သတင်းချက်လက်ပိုင်းရရေတိုးပူပတ်ဆိုတာဗျာကျွန်တော်တို့အသက်အားအချိန်နည်းနည်းလျော့သွားပြီးတော့ အောက်မှာဝယ်လူအားတွေပြန်စုဖို့သူကပြန်ကြပေးတာပေါ့နော်အဲ့အပတ်တစ်ခါမှာတရင်ချက်လက်ပိုင်းရလဲကျွန်တော်ကဘာချွေစီကိုရေတို့ပူပတ်လေးမြင်ရမလားတုံ့သက်မိတယ်အဲ100လီနာဒီဒေါ်လာအင်းသက်100လီနာရောက်နေလို့ပေါ့နော်104အထက်တာဒေါ်လာအင်းသက်ဖောက်သက်သွားနိုင်ခဲ့ရင်တော့ကဘာချွေစီတရင်ချက်လက်ပိုင်းရလဲရေတို့ရောင်းလိုအားလေးတွေဝင်လာပြီးတော့ရေတို့ပူပတ်ပြန်လာနိုင်ဖို့ပို့ပြီးတော့ chance များသွားနိုင်တယ်ခင်ဗျဟုတ်ကဲ့အဲ့အပတ်တစ်ခါမှာကျွန်တော်ဒါဒါဒေါ်လာအင်းသက်နေတာပေါ့နော်တပတ်က trend ကတော့အခုချိန်ထိတော့ငြိမ်းနေတယ် Trump ကထူးဆန်းတာကျွန်တော်ငြင်းနေတာ3ရက်4ရက်တော့ရှိပေါ့နော်သူအနေနဲ့အရန်ကြီးဘယ်လိုပြောမလဲ hot ဖြစ်စေတဲ့တဲ့င်းနေသူတိတ်မလုပ်သေးဘူးအဲ့အဖြစ်တော့မှ Trump ကိုလည်းနည်းနည်းသတိထားလိုက်မယ် Trump ကတခါတည်းသူငြင်းနေတာကြာပြီဆိုရင်လည်းကြာတယ်ဆိုတော့တိတ်တော့မကြတဲ့ပါ3ရက်4ရက်ပဲရှိပါသေးတယ်ဒါပေမဲ့ Trump ရဲ့သဘောတဘာဝအရာတပတ်ကိုတခါတော့သူကဒီအတိုင်းပဲ hot news တွေပေါ့နော်အာသူတဲ့င်းသူတွေဖြစ်အောင်လုပ်လို့ရှိတာဖြစ်တဲ့ခါမှာ ပြောင်းမြောက်တဲ့တောက်ကြတဲ့ညနဲ့တကောင်မှာပြသူစိတ်ကူးပေါက်ပြီးတော့ထထုတ်လိုက်တဲ့ထုတ်ပြန်ချက်တွေကြီးညာချက်တွေအားလည်း breaking news ဖြစ်သွားပြီးတော့ကမ္ဘာရွှေစိတ်ကပ်ပေါ်လာရလာတက်ရောက်နိုင်ပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ကဒီနေ့ညမှာကျွန်တော်တို့ကဥမာနောက်တစ်ပတ်သက်ဈေးတက်မယ်ဆိုပြီးတော့အဝယ်အလွန်ကျွန်းနေဝင်ထားတာမျိုးလေး risk management မလုပ်ဘဲနဲ့အဝယ်ဝင်ထားတာမျိုးလေးအယောင်းနေဝင်ထားတာမျိုးလေးတတိထားပါဘာလို့ဆိုကြားထဲမှာစနေတုန်းကပြိတ်ပါတယ်ဂျာဒီညမှာ trend က breaking news လောက်လိုက်လို့ကျွန်တော်တို့ risk management လုပ်မထားဘူးကိုကအဝယ်အလွန်ကျုံဝင်ထားတဲ့အယောင်အလွန်ကျုံဝင်ထားရဲဆိုမနေ့ပြန်စနေနဲ့တင်းငွေက market ပိတ်ရဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တို့ကဘာမှလုပ်လို့မရတော့အဲ့တင်းသားနေမနေ့မနေ့မှာပြဈေးကဟိုးအမြင်ကြီးမှာဖွင့်လာတော့ gap နဲ့ဖွင့်လာမျိုးလို့ဟိုးအောက်ဈေးတွေမှာ gap နဲ့ဖွင့်လာမျိုးတွေဖြစ်ပြီဆိုရင်ကျွန်တော်တို့က risk များသွားနိုင်တယ်အဲ့အလေးကိုတတိထားဖို့လိုပါတယ်တင်းညမှာဖြစ်နိုင်မယ်ဆိုရင်ကိုက yield order တွေကိုအလုံးကျုံမဝင်ပါနဲ့ရေရှည်ဝယ်ထားတဲ့ order တွေရေရှည်ဝယ်ထားတဲ့ order တွေရေရှည်ရောင်းထားတဲ့ order တွေရှိတယ်ဆိုရင်လည်း risk management လေးတရားလုပ်တာပါကိုအယောင်းဝင်လုပ်ထားတဲ့ပမာဏ loss site ကိုလည်းတရားတွက်ချက်ပြီးမှအယောင်းဝင်လုပ်ပါအဲ့ရလေးကိုကျွန်တော်မှာခြင်းပါတယ်ကျွန်တော်အများပြောမှဆိုရင်တော့ဒီတောက်ကြနေညမှာတရင်ထူးတခုခုမြန်ထွက်မလာပါတော့ဘာလို့ crack ညင်းနေရကြပြီဆိုတော့ဒါမှမဟုတ်လည်းတနင်္လာနေ့မနက်လို့အခါမျိုးရဲ့အဲ့ရလေးကိုတရီထားစေခြင်းပါတယ်အဲ့ရဘက်ကဒီညမှာအယောင်းဝင်လုပ်တာအထူးတရီထားပြီးအယောင်းဝင်လုပ်ဖို့ကိုကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျဒါလေးကကျွန်တော်ဒီနေ့စံကျင်တင်ဈေးတက်နေတဲ့ကဘာရွှေဈေးကွက် တရက်တာကဘာရွှေစည်းကွက်သုံးသက်ချက်ဗီဒီယိုလေးဖြစ်ပါလေအခုလို့သုံးသက်ချက်တရက်တာသုံးချက်ဗီဒီယိုကိုအတူတိတ်ကြည့်နေဆိုရင်တော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှာဒီကဘာရွှေအယောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံ online တင်တဲ့နေ့အဆင့်မြင့် online တင်တဲ့နေ့တက်ရောက်လို့ရပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ messenger ကျွန်တော်ရဲ့ telegram channel ကျွန်တော်ရဲ့ YouTube channel တွေကနေစုံစမ်းမြင်နိုင်ပါလေခင်ဗျကဘာရွှေထွေတာအားလုံးပဲပေါ့နော်လက်ရှိစံချိန်နေဈေးတက်နေတဲ့ကဘာရွှေစီအတက်ကြောက် နီးပညာပိုင်ရောသတင်းအချက်အလက်ပိုင်ရောမှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့ဒီရတဘတ်ကိုအကျိုးမြတ်နဲ့အဆုံးသတ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တရက်သားကပ္ပရွှေစီကွက်သုံးချက်ဗီဒီယိုလေးကိုဒီမှာပဲညီကုံချုပ်ပြစီခင်ဗျာ